ျွန်တော်ရဲ့မိတ်ဆွေများ baby မိတ်ပရိသတ်များခုနှစ်နှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်တို့ဘီရင်ဆက်ကေဇော်ဟိမာခင်ဗျာဒီကနေ့တော့ကျွန်တော်မိတ်ဆွေအားလုံးခုနှစ်နှစ်သားသမီးတွေအားလုံးအတွက်ကိုအဓိကအဖြစ်တော့အနေရကင်းပေါ့နော်ကျွန်တော်ကောင်းစင်တက်ပေးထားရလေးရာရံပြေမှန်ပြေအကာအကွယ်ကောင်းရပါစေ နော်အဲ့ခေါင်းစဉ်လေးလိုပဲပေါ့အဲ့တော့ဘာလို့လို့အစင်မပြေဘူးဖြစ်နေတယ်ကိုကိုကိုလည်းကမကောင်းဘူးပေါ့နော်အဲ့လိုတော့ထင်လာရတဲ့လူတွေပေါ့ကန်ဆိုးနေတယ်လုံးသမျှအစင်မပြေဘူးအလွဲလျှော်တွေဖြစ်နေတယ်ရန်နဲ့အတိုက်ခံနှောက်ဆက်တွေလည်းများနေတယ်တချို့တွေဆိုရင်ဖြစ်မှာပါအဲ့လိုပြောသမျှလုံးသမျှဟာလीစိတ်တိုင်းမကြစရာပေါ့အတော်သားထွက်စရာကြီးကျုံနော် လုပ်ငန်းခွင်ထဲမှာလည်းအထက်လူရောအောက်လူရောအဆင်မပြေတာမျိုးတွေပေါ့ကြုံနေတယ်ကိုယ့်ရဲ့လုပ်ငန်းစီးပွားကိုလည်းဒါအကြောင်းကြောင်းကြောင်းပေါ့နော်ထိခိုက်အောင်လုပ်မဲ့သူနောက်ဆက်လုပ်မဲ့သူနော်ဒါမျိုးတွေကြုံနေတဲ့အခါမှာဘာလို့လို့လို့ကမှမသိအောင်ဖြစ်နေတယ်အဲတချို့ဆိုလည်းအလုပ်တွေကကိုယ့်လက်ရှိကိုယ်ပိုင်လုပ်ငန်းပဲဖြစ်ဖြစ်နော်အဲဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့အလုပ်တွေပြုတ်တော့မလို့နော် အလို့ဒီပျက်စီးတော့မလို့ဒါမျိုးတွေကြုံနေတဲ့အခါမှာအစွမ်းထက်ဆုံးနီလေးတစ်ခုကိုကျွန်တော်ဖော်ပြပေးမယ်ဗျာနော်လွယ်လွယ်လေးဗျာနော်လွယ်လွယ်လေးကိုပဲကျွန်တော်ပြောလိုက်ရင်အလုံးတည်သွားရတယ်လွယ်လွယ်လေးဆိုပြီးတော့ထင်ကြလိမ့်မယ်ဒါပေမဲ့လွယ်လွယ်လေးနဲ့အရင်စွမ်းထက်တာပေါ့အဲ့လိုဒုက္ခဒုက္ခတွေများနေပြီးတော့ရန်နဲ့အတိုက်ခံနောက်ဆက်တွေလည်း ကြုံတွေ့နေတဲ့အခါမှာနောက်မိသားစုထဲမှာလည်းပေါ့ဗျာကြောင်နေတယောက်အမြင်မကြည်လင်ဘူးเนาะသူနေမိသားစုဝင်တွေလည်းပါတာပေါ့အာသဘောထားကွဲလွဲတဲ့ယန်ဒီတစ်စက်စက်ဖြစ်တယ်ပေါ့အဲ့လိုအခါမှာအခုကျွန်တော်ပြောတဲ့တက်ကိုဆင်ရတယ်ဗျာเนาะရွှေရောင်အောင်အိုးလေးတစ်လုံးထဲမှာထန်းလက်စက်တညွန့်ထည့်ပြီးတော့ဖះကိုတင်လို့လိုက်ပါအရန်လွယ်တာပဲเนาะ ဘာမှကိကထလည်းမများဘူးကုန်ကြမှုလည်းမကြည့်ဘူးအဲ့တော့ပြီးတော့ဆွတ်တောင်းပေါ့နော်ဇန်နီမန်နီအနေရီကင်းသွားဖို့နော်ကြုံတွေ့နေတော့နော်ဒီကံကြမ္မာနမိတ်ဆိုးတွေဂျူစည်းဂျူနင်းတွေမကောင်းတဲ့ကံကြမ္မာတွေအားလုံးဒါကာကွယ်နိုင်ဖို့ပေါ့ကာကွယ်လွတ်မြောက်ချမ်းသာနိုင်ဖို့ဒါဟုတ်ပဲဖျားရှင်စီမှာလေးလေးနက်နက်ဆွတ်တောင်းရတယ်ဗျအဲ့တော့ ဘာလို့ရွှေရောင်အောင်အိုးလေးနဲ့တင်လိုက်တဲ့ထန်းလက်ကအဲ့လောက်ထိစွန်းသွားတာလဲဆိုပြီးတော့အဖြေရှာလိုက်တဲ့အခါကျတော့အောင်အိုးလေးသိတယ်နော်ရွှေရောင်အောင်အိုးလေးပေါ့ရွှေအိုးပေါ့ဗျာနော်ရွှေအိုးဆိုတာကရွှေရာဟုဂျိုစနစ်အိုးဟာတနင်္ဂနွေဂျိုရှောက်ဂျိုသက်ပေါ့ စနစ်ရရှောက်ရဆိုတော့78အောင်နှဝင်းဖြစ်သွားတယ်အောင်နှဝင်းเนาะထန်းလက်ထန်းကဂျိုသက်30လက်ကဗိုလ်ထူးဂျိုသက်စက်ခွန်နှစ်ခုပေါင်းလိုက်တော့20ခွန်ကိုနှဝင်းဖြစ်သွားတယ်အရန်စွမ်းတာเนาะဘယ်လိုကိစ္စအခက်ခဲမဆိုဘယ်လိုဒုက္ခဒုက္ခမဆိုဒါကိုတင်လှူပါ တင်သားပေါ့နော်ညိုးသွားလျှောက်သွားပြီဆိုတော့လည်းအစ်စ်ပြန်လဲမိမိမွေးနေမှာပဲတင်ဗျာအကောင်းဆုံးကတော့မိမိရဲ့မွေးနံတိုင်ထိပ်ပေါ့ကျွန်တော်တို့ရဲ့ပညာအခေါ်စကားရဆိုရင်တော့အင်္ဂဝိဇာစကားနဲ့ဆိုရင်တော့တိုင်ထိပ်နဝင်းမိနေရဲ့အချိန်ပေါ့မိမိမွေးနေ9နာရီကနေ10နာရီခွဲအတွင်းအတိအကျဆိုရင်တော့9နာရီတိတိ9နာရီ55တိတိ ကိုးဖြစ်သွားတဲ့အချိန်ဒီမှာတင်လှူပြီးတော့ဖះကိုလေးလေးနက်နက်နဲ့နော်ဖះမှာတော့ကိုးကွယ်ရာမရှိဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ဒီရရလေးကိုတင်လှူပြီးတော့ဆုတောင်းကြည့်ပါဒုက္ခတောကရံမှန်ဘေးဒဏ်အန္တရာယ်အလုံးမှာတောင်းလွင့်ပြောက်ပြေပြောက်ပြီးတော့အကာအကွယ်နိုင်မယ်ဆိုတာသိကြပါတယ်ဒါကြောင့်လဲရှေးလူကြီးသူမတွေကမိုးကြိုးပစ်တာတော့ထန်းလက်နဲ့ကာဆိုပြီးတော့ ဆိုခဲ့ကြတာဗျဒီစကားပုံဟာဒီစကားလေးဟာဒါဂမ်ဘီယာသဘောပါနေတဲ့ပညာစကားလေးเนาะရှေးလူကြီးတွေကကြားဘူးကြပါရင်เนาะဒီစကားလေးဟာဟိုတရှင်းထဲမှာတော့ထည့်ဆိုရယ်လေအဆိုတော့မင်းသမီးတယောက်တရှင်းထဲမှာတော့ထည့်ဆိုသွားရယ်ဆိုဒါဒီကနမိတ်တပေါင်းစကားတွေအဖြစ်နဲ့ပညာကန်းလေးတွေကိုလှုပ်ဝက်ညှက်ပြီးတော့တုံး ချပေးသွားတာရေလူကြီးတွေကမပြောက်ပြက်စေခြင်းတဲ့သဘောကြောင့်ဖြစ်ပါတယ်လက်တွေ့လှုပ်ဆောင်ပြီးတော့အားလုံးပဲရံပြေမံပြေအကာအကွယ်ကောင်းတွေရကအန်ရကင်းပေးရှင်ပြီးလိုရာဆန္ဒပြည့်နိုင်ကြပါစေ။